ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရောက်ရှိနေတာကတော့ထိုင်းနိုင်ငံတက်ခိုင်နယ်ကမဲဆောက်မြို့နယ်မှာရှိတဲ့တကယ်ကို HMB နှပ်ပတဲ့တဘာဝနေရာလေးတခုပေါ့ပါဒါကတော့မက်ကဆာရေဒီကွန်ပါပဲမြို့ပြရင်စူညံတန်တွေကနေခဏလောက်ဖွဲ့ပါပြီနော်တဘာဝအနတရားကြီးကြတဲ့မှာစိတ်ပန်းဖြေဖို့အကောင်းဆုံးနေရာတစ်ခုဆိုတာသိကြပါလိမ့် ဒီနေရာလေးကမဲဆောင်မြို့ကနေဆိုရင်တော့ကဆိုင်ငင်းနဲ့မိနစ်30လောက်မောင်းယုံပါပဲ။လန်ကီးတစ်ချောင်းလုံးကလည်းစိန်လန်းဆိုပြီးနေတော့မျက်စိပရာဒဖြစ်ရပါတယ်။ဒီရေဒီကွန်တွေကမဲခစားကျွေးရတယ်မှာတရှိတာပါ။ကဲရောက်ပါပြီ။ဒီရေဒီကွန်ကအရန်ကြီးမားတာမျိုးမဟုတ်ပင်မဲ့ကြောက်တောင်အမြင်ကနေစီးဆင်းလာတဲ့ရေပင်ကျဲနဲ့ ပဝန်းကျင်ကတက်တော်ရရဲ့အလားကတော့အေးချမ်းမှုကိုအပြည့်အဝပေးစွမ်းနိုင်ပါတယ်။ကပကင်လည်းလုံလုံလောက်လောက်ကျေဝင်းတဲ့အပြင်မုတ်ဝယ်စားဖို့အတွက်မုတ်ဆိုင်မျိုးလည်းရှိပါတယ်။တောက်ဆရာမျိုးစုံကိုလည်းဝယ်ယူနိုင်တဲ့အပြင်အကင်အထောင်းမျိုးစုံလည်းရှားပါတယ်။ဈေးလည်းလုံးဝမကြည့်ပါဘူးနော်။နားဖို့အတွက်လည်းခြံလေးတွေငှားလို့ရပါတယ်။ ြေတွင်းစီလမ်းလျှောက်သွားတဲ့အလံလေးကလည်းသဘာဝအတိုင်းလေးမျိုးလမ်းလျှောက်ရတာစိတ်ကြည်မှုစရာပါအဲ့ဒီမှာခြေတွင်းကထုံးချောက်တောင်တွေပေါ်ကနေစီးဆင်းလာတာမျိုးရေစီးတံကလည်းကြားရတာတကယ်ကိုတာရပါလေခြေတွင်းမှာရေကျနေတဲ့နေရာရဲ့အပေါ်ဘက်မှာရေကန်ကြီးတစ်ခုရှိပါတယ်အဲ့ဒီမှာရေကနှစ်ပတ်လောက်ရှိနေတာမျိုး ေဆင်းခုလို့လည်းရပါတယ်။ရေကလည်းကြီးလင်းပြီးအေးဆက်နေရပါပဲ။ဒီနေရာလေးကဓာတ်ပုံရိုက်ဖို့အကောင်းဆုံးရှုလောက်ရင်အများကြီးပါပဲ။နာယူဖို့ ပစ်ကနစ်ထွက်ဖို့ဆိုရင်လည်းအရန်အဆင်ပြေပါတယ်။ပြည်ထားရမှာကမိုးရသည်ဆိုရင်ရေစီးရများပြီးတော့နွေရသည်မှာတော့စိုက်ပျိုးရေးအတွက်ရေကိုအသုံးပြုလာမှုရေနည်းနိုင်ပါတယ်။ ရေဒဂွန်ရဲ့ကားပါငင်နာမှာမားကန်ရှိတဲ့အတွက်ရေဒဂွန်ကအပြန်မားကန်မှာလည်းမားစာကျွေးလို့ရပါသေးတယ်။ငားတွေကတော့အများကြီးပါပဲ။ မဲကစားကိုရောက်ရင်ဒီရေတံခွန်တစ်ခုတည်းမဟုတ်ပါဘူးအနီးအနားမှာစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေလည်းရှိပါသေးတယ်ဒါကတော့မက်ကစားရေပူဆန်းပါရေပူဆန်းရဲ့အပူချိန်က 60 80ဒီဂရီစင်နီဂရက်အထိရှိတာမို့ကြက်ဥပြုတ်စားလို့တော့ရှားပါလေ။ခြေောက်ကိုရေစိမ်ပြီးတထုတက်ပါတဲ့ရေပူဆိုင်ရဲ့အကျိုးကျေးဇူးကိုလည်းခံစားနိုင်ပါလေ။ ကဲဒီနေ့မက်ကဆာရှေကွန်စီကို ကျွန်တော်တို့ရဲ့ခီးစဉ်တွေကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။တဘာဝကိုချင်းမြန်လို့သူတွေစိတ်ပန်းဖြစ်လို့သူတွေအတွက်မက်ကဆာရှေကွန်ဟာအကဲကိုလာရောက်လေပဲတဲ့နေရာတစ်ခုပါ။မင်းဆောက်ကိုရှောင်ရင်ဒီလိုအိုင်တိုင်းကြံလေးတွေကိုမမေ့မလျော့လာခဲ့ကြပါလို့တိုင်ဝန်ချင်ပါတယ်။ကျွန်တော်တို့ရဲ့ဘရော်လီကိုစနစ်သက်မယ်လို့မျှော်လင့်ပါတယ်။ Like, Share and Subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။ နောက်ထပ်ဘယ်နေရာတွေကိုတွားရောက်လည်ပတ်စေခြင်းလဲဆိုတာ comment မှာရေးပေးခဲ့လို့ရပါတယ်အားလုံးပဲ bye bye